ဒါဒီအတိဗေကသမထကနေပြီးဝိပဿနာခူးလိုက်တယ်လို့ဆိုလို့တဲ့အတိဗေပဲသမထမှာသမထအတိုင်း remain လုပ်နေမယ်ဒါကိုပဲဆက်လက်ထိန်းသိမ်းထားမယ်ဆိုပြမပြေရောက်မယ်ဘဝထဲမှာပဲပြမပြေရောက်ရင်ဘဝကိုတွေ့တာတဲ့တဏဘဝတဏရှိနေမယ်ရှိနေမှာပြီးရင်ပဲတော့ပြန်လာမယ်လေအပြီးတော့တာမဟုတ်ဘူးနိုင်ငံခြားသွားတာအပြီးမတော့ပြန်လာမယ်နော်အဲ့တော့ပြန်လာအောင်မှာပဲတန်တရားတဲ့အခုမြတ်စွာဘုရားက နီးခံပြီးတော့ဘုရားလက်ထက်ကမြတ်စွာဘုရားကပပထချင်းစဉ်တစ်ခုဆရာတင်ပြီးတော့သူစီကနေနီးယူပြီးတော့ကျင့်တယ်အလာရကာလမှာတို့ဥဒကသမ္မဗုဒ္ဓတို့အလာရကာလမှာကြီးကပဲရောက်တော့ဆိုအာဂိသညာရဏဆံကြောင့်ရတော့သူကအာဂိသညာရဏဆိုတဲ့အရုပဘုံကိုရောက်တာဥဒကသမ္မဗုဒ္ဓကပဲရောက်တော့ဆိုထိတ်ဆုံးဖြစ်တဲ့နေဝတညာနာတညာရဏဘုံရောက်တာအာတို့မှာရုပ်မဲ့တတ္တဝါတွေဖြစ်ပြီးတော့အတိစိတ်ပဲရှိနေကြတယ် ဲ့ဘဝတဏမကင်းသေးသည့်အတွက်ကြောင့်ဘလောက်ပဲဧကတဧကတတိတဥပေက္ခကြီးတွေနဲ့နေနေပြန်လှည့်လာကြအောင်ပါပဲနော်ပြန်လှည့်လာအောင်ပါကဘာပေါင်းမြောင်များစွာနေထိုင်ပြီးတဲ့အခါသူပြန်ရောက်လာကြလိမ့်ဦးမယ်တဏှာထဲမှာကိုယ်လည်းရောက်ခဲ့ခြင်းရောက်ခဲ့ပုံမှာပါအဲ့ဒီနော်31ဘုံတတ္တဝါတွေဟာရှင်းလီခဲ့ကြတယ်ဆိုတော့သို့တော်လည်းပဲခြေရာတွေထက်နေတာကတော့အပယ်လေးပုံပါခြေရာတွေကတော့ထက်နေတာအပယ်လေးပုံပဲဟိုပုံလေးဆိုတာတစ်ခါတစ်ခါရောက်ကောင်းရောက်လိမ့်မယ်နော် အဲ့တော့လုံးဝမရောက်ဘူးတဲ့ဘုံတို့ပြောရမှာတော့တုဒ္ဓဝါဒ၅ဘုံပဲပေါ့။ဇန်တဲ့ဘုံတွေကတော့မရောက်ဘူးလို့ပြောလို့မရဘူး။ရောက်ဘူးပဲ။ဘာဖြစ်လို့ပြောရတာလဲဆိုတဏှာကြီးကတအားရှိခဲ့တာ။ဟုတ်ပါဘူး။ဒါဆိုဗျာနာမတက်ကတုံမှာဟောတရာရှိတယ်။အေးလမ်းဘေးမှာဆင်းရဲမွဲတေပြီးတော့ဆုတ်ချနေတဲ့လူတွေရင် အော်ငါလည်းအဲ့ဒီဘဝမျိုးရောက်ဘူးတယ်လို့နှလုံးသွင်းလိုက်ပါတဲ့။မရောက်ဘူးလို့နှလုံးမသွင်းနိုင်နဲ့။နော်ရောက်ဘူးတယ်ဖြစ်ဘူးတယ်။ နော်အမိုက်ဘုံတွေကလိုက်နှိပ်နေတယ်ခွေးပိန်တာတွေ့လို့ရှိရင်လည်းအော်ငါလည်းဒီလိုလုတ်ခဲ့ရဘူးမှာပဲဟောရသဗျာအဲ့ဒါလိုနှလုံးသွင်းလိုက်တယ်ဆိုရင်ငါလည်းလုတ်ဘူးမှာပဲဆိုရင်အကျင့်နာတရားထားတယ်နှုတ်ဆိုရင်ခဲနဲ့ကောက်ထူတာ